ဒီကနေ့ပြောပြလိုတဲ့အကြောင်းအရာကတော့မြန်မာအာဏာသိမ်းဆဲအုပ်စုနဲ့လက်ရှိပြည်တွင်းစစ်ကြောင်းမလျင်တန်တင့်ဒေသတွေပြန်လည်ထူထောင်ရေးခက်ခဲနေရဆိုတဲ့ခေါင်းစဉ်နဲ့ကူမန်နဲ့မီရန်ဒာဂျေရာရီနန်ရေးသားထားတဲ့အကြောင်းအရာဖြစ်ပါတယ်။တိုင်းမတ်ကစင်ရဲ့စာမျက်နှာမှာဖတ်ရတာပါခင်ဗျာ။မြန်မာအာဏာသိမ်းဆဲအုပ်စုကဘယ်ရောမှပြည်တွင်းရေးကိုနိုင်ငံတကာဝင်ရောက်ဆွတ်ဖက်တာကိုမလိုချင်ခဲ့ပါဘူး။နှစ်ပေါင်းများစွာပြည်တွင်းပြည်ထနာတွေလူခွင့်ရေးရှုံးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့အာဏာရှင်စနစ်နဲ့အုပ်ချုပ်တဲ့ဒီအရှိတောင်အရှနိုင်ငံတွေဟာတဖြည်းဖြည်းနဲ့ဖိကျေခံခဲ့ရပါတယ်။ဒါပေမဲ့မက်လန်28ရက်နေ့ကအင်အားရစ်တာစကေ9.5ခွင်ပြင်အားရှက်ငလျင်မြန်မာနိုင်ငံကိုဗဟုပြုလွှတ်ခတ်သွားပြီးလူထောင်ပေါင်းများစွာတည်ဆုံသွားခဲ့တဲ့နောက်မှာတော့စစ်ကောင်ဆောင်ကနိုင်ငံတကာကိုအကူအညီပေးဖို့တောင်းဆိုလိုက်တာကအံ့ဩသင့်ကြာကောင်းလာပါတယ်။ကျွန်တော်တို့အနေနဲ့နိုင်ငံတကာအတိုင်းအဝန်းရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုလိုအပ်တယ်လို့ လို့လဲလိုချင်ပါတယ်။မလင်းနံတင့်ပြည်သူတွေကိုအကောင်ဆုံးဆောင်ရှားမှုပေးနိုင်မှုသူတို့နဲ့ပူးပေါင်းဆောင်ရွက်သွားမှာပါလို့ဆေးအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းကမလင်းလှုပ်ပြီးမကြခင်မှာပဲပြောကြားခဲ့ပါတယ်။2020တခုနှစ်မှာအာဏာသိမ်းပြီးကတည်းကအာဏာသိမ်းဆေးအုပ်စုဟာတနင်္ဂနွေမှာရှိတဲ့ဒီမိုကရေစီလိုလားသူတွေလူမျိုးစုလက်နက်ကင်တော်လင်းတက်ဖွဲ့ရင်းနဲ့တိုက်ပွဲတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။မလင်းမလုတ်ခင်ကလေးကလူဦးရေ52တန်းရှိတဲ့မြန်မာနိုင်ငံဟာ အစိမ့်စိမ့်အမမပျော်ကွင်းနေကြတာပါ Genocide Watch အဖွဲ့ရဲ့အဆိုအရ2020ခုနှစ်ကစပြီးအရက်သား6000ကျော်တစ်ဆုံးခဲ့ပြီးတုံးတန်းကျော်အိုးရင်ဆွန့်ခွာထွက်ပြေးနေရပါတယ်မြို့ကြီးတွေကိုဆက်သွေထားတဲ့အရေးကြီးတဲ့ဆက်သွေလမ်းကြောင်းတွေနဲ့အခြေခံအဆောက်အုံတွေလည်းအကြီးအကျယ်ပျက်စီးသွားခဲ့ပါတယ်တည်င်းလလခွင်းဆိုတာဟာလည်းမရှိတလောက်ပါပဲကျမရဲ့ဆောင်းဆောင်မှုစနစ်ကလည်းအရင်ကနေကတော်တော်လေးအနှဲနေခဲ့တာပါ ငလျင်နယ်ကအများဆုံးခံခဲ့ရတဲ့မန္တလေးနဲ့နေပြည်တော်လိုမြို့ကြီးတွေကဆေးရုံတွေမှာလူနိုင်နဲ့ပြစ်နေပြီးဆေးဝါးပြက်စီရလဲပြတ်တောက်နေပါတယ်။ဒီရှင်နဲ့မတိုင်ခင်ကလေးကဆေးရုံတွေဟာအခက်အခဲနဲ့ရင်ဆိုင်နေခဲ့ရတာပါ။အထူးသဖြင့်အနာသိန်းဆေးအုပ်စုကစီဒီအန်လို့ခေါ်တဲ့အနာရှန်ကိုဆန့်ကျင်တဲ့အနာဖီဆန်ရေးလှုပ်ရှားမှုတွေမှာပါဝင်လို့အလုံးဖြုတ်ထားတဲ့ဆရာဝန်၊သူနာပြုတွေကို ပြန်ခန့်အပ်ထားတဲ့ဆေးရုံတွေကိုနှစ်ပေါင်များစွာပိတ်ပစ်ခဲ့လို့ပိုဆိုးခဲ့ရဖြစ်ပါတယ်။ မြန်မာရေးတက်ကြွလှုပ်ရှားသူမောင်စာနီကမြန်မာနိုင်ငံဟာတဘောဘေးအန္တရာယ်အတွက်လုံးဝပြင်ဆင်ထားခြင်းမရှိပါဘူးလို့ပြောပါရယ်ဒီနေ့ကြုံနေရတဲ့အခက်အခဲတွေနဲ့မြန်မာနိုင်ငံဘယ်ကိုဆက်သွားမလဲဘာတွေဖြစ်နေလဲဆိုတဲ့အခြေအနေအမှန်ကိုအခုထိမသိရသေးပါဘူးအစောပိုင်းခံမှန်းချက်တွေအရတော့မြန်မာနိုင်ငံမှာငလျင်ကြောင်းတည်ဆုံးသူအရေအတွက်ဟာတထောင်ကျော်သွားနိုင်တယ်လို့ပြောကြပါရယ်ဒါပေမဲ့တကယ်တမ်းဘလောက်အတိအကျတည်ဆုံးသွားသလဲဆိုတာကိုတော့ အမှန်တိုင်းသိနိုင်ဖို့ခက်ခဲနိုင်ပါတယ်။နိုင်ငံတကာသတင်းထောက်အတော်များများကိုငလင်တန်းခံခဲ့ရတဲ့ဒေသတွေထဲကိုဝင်ခွင့်မပေးထားပါဘူး။ဒါ့အပြင်ငလင်မလုတ်ခင်ကဖြစ်ပေါ်နေတဲ့အင်တာနက်ဖြတ်တောက်မှုတွေကြောင့်မြေပြင်ကပုံရိပ်တွေနဲ့သတင်းအချက်အလက်တွေပြန်လည်ရောက်ရှိမှုကန့်သတ်ခံထားရပါတယ်။မြန်မာအင်တာနက် project ရဲ့မှတ်တမ်းတွေအရ2021ခုနှစ်ဖေဖော်ဝါရီလမှာအနာသိမ့်မိကလေးကအင်တာနက်ကိုစုစုပေါင်း358ကြိမ်အထိဖြတ်တောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံအခြေဆိုင်လွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်ကိုအပိတဲ့အတန်အဖွဲ့အစည်းရဲ့အဆိုအရအနာသိမ့်မိကရေမြန်မာနိုင်ငံမှာရှိရမြို့နယ်တန်းဟာအနည်းဆုံး2ကြိမ်တော့ဆက်သွယ်ပြတ်တောက်မှုတွေကိုကြုံတွေ့ခဲ့ရတယ်လို့ဆိုပါတယ်။ ISEAS ကသုရဒနာပညာရှင်တဦးကငလျင်မလုံမင်းဇန်နဝါရီလတုန်းကစေအုပ်စုကဒီဒေတာတွေကိုအင်တာနက်ဖြတ်တောက်ထားတာကရွေးချက်နှစ်ခုရှိပါတယ်။ပထမတစ်ခုက ခုခံတော်လှန်တပ်ဖွဲ့ရဲ့ကြားတရင်ချက်လက်စီစဉ်မှုကိုနှောင့်ယှက်ဖို့ဖြစ်ပြီး နောက်တစ်ခုကဒီဒေတာတွေကိုကမ္ဘာအယုံစိုက်မှုကနေဝေးစေဖို့ပါလို့ရှင်းတာခဲ့ပါတယ်။အရေးပေါ်ကိစ္စရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အတွက်အင်တာနက်ဖြတ်တောက်မှုတွေကိုရုပ်သိမ်းပေးဖို့တောင်းဆိုမှုတွေမြင့်တက်လာနေပါတယ်။သုတေသနပညာရှင်တွေကလည်းငလျင်ကြောင့်လဲဆင်မီရဲ့ပြတ်တောက်နေရကအင်တာနက်သုံးစွဲခွင့်ကိုပိုပြီးကန့်သတ်လိုက်တယ်လို့ဖြစ်နေရလို့ပြောပါတယ်။ Amnesty International AI ကမြန်မာနိုင်ငံဆိုင်ရာသုတေသနပညာရှင် Joe Freeman က ထိုင်းနိုင်ငံမှာငလျင်လှုပ်တာနဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပုံတွေဗီဒီယိုတွေနဲ့တွေ့ရပေမဲ့မြန်မာနိုင်ငံမှာပျက်စီးဆုံးရှုံးမှုဘယ်လောက်ရှိရဲဆိုတာကို အခုကောနိုင်ငံတရားမသိနိုင်တာကိုနှမ်းရှင်ကြည့်ပါလို့နယူးယောက်တိုင်းကိုပြောပါတယ်အကယ်၍သတင်းအချက်အလက်တစုံတစားရောက်လာရင်တောင်ဒါဟာစေအုပ်စုရဲ့ခွင့်ပြုချက်နဲ့ရောက်လာတာဖြစ်နိုင်ပါတယ်စေအုပ်စုချုပ်နဲ့ရွေးကောက်ခံမဟုတ်တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာမလျင်တန်တင့်ဒေတာတွေကိုစစ်တပ်ကိုထောက်ခံတဲ့သတင်းဌာနတွေနဲ့ ူတို့ကိုယ်တိုင်ရွေးချယ်ထားတဲ့နိုင်ငံခြားသတင်းဌာနတွေကိုခေါ်ယူပြီးတွားရောက်ခဲ့ပါတယ်။ပြည်တွင်းသတင်းဌာနတော်များများကတော့မင်းအောင်လှိုင်ကသဘောဘေးကိုတပ်ပုံရိုက်ဖို့အခွင့်အရေးတစ်ခုလိုသဘောထားပြီးသူ့ရဲ့နိုင်ငံတကာပုံရိပ်ကုန်မြင့်တင်မှုလုပ်နေရလို့ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ Asia Human Rights and Labor Advocate Consultancy ရဲ့ Director Free Robertson ကတော့မလာရဲ့ဒီပုံရိပ်တွေဟာပြည်တွင်းမှာတော့ဘာမှတက်ရောက်မှာမဟုတ်ပါဘူး။မင်းအောင်လှိုင်ဟာမြန်မာပြည်သူတွေရဲ့မျက်လုံးထဲမှာ မျက်စိဆံမွေးသူ့ပုံရိပ်ကိုတိုးတက်လာအောင်ဘာမှလုပ်နိုင်မှာမဟုတ်ဘူးလို့တိုင်းမတ်ကစင်ကိုပြောခဲ့ပါတယ်။ကေရှေးလုပ်ငန်းတွေဟာနိုင်ငံရေးမဟာမိတ်တွေကိုဖော်ရှိုးလုပ်တဲ့ပုံစံမျိုးလည်းဖြစ်နေပုံရပါတယ်။ကျုံနဲ့ရုရှားကအရေးပေါ်ကေရှေးတွေကိုရန်ကုန်လေကြောင်းကနေဝင်ကွင်းပြုတ်ခဲ့ပေမဲ့အနောက်နိုင်ငံကအကူအညီပေးတဲ့အဖွဲ့အစည်းတွေကတော့နိုင်ငံထဲကိုဝင်ဖို့အခက်အခဲနဲ့ရင်ဆိုင်နေရတယ်လို့ Australian Broadcasting Corporation ကဆိုပါတယ် ဆယ်အုပ်စုရဲ့မဟာမဲဖြစ်တဲ့တရုတ်ကလွတ်လပ်တဲ့နိုင်ငံအဖြစ်အသိမှတ်မပြုတဲ့ထိုင်ဝမ်အရေးပေါ်ကိစ္စရဲ့တမားတွေကိုဝင်ခွင့်တောင်မပြုဘူးလို့ဆိုပါတယ်အကူအညီကိုလက်နက်လိုအသုံးချခြင်းတဲ့သဘောမြန်မာနိုင်ငံကိုရောက်လာတဲ့အကူအညီတွေဟာလည်းတကယ်လိုအပ်တဲ့သူတွေစီ ရောက်ပါမလားဆိုပြီးတရုတ်ကစိုးရိမ်နေကြပါတယ်မြန်မာနိုင်ငံကအရက်ဖက်လူမှုအဖွဲ့အစည်း73ဖွဲ့ကမက်လ30ရက်နေ့မှာကြေညာချက်တစ်စောင်ထုတ်ပြန်ပြီး မြေပြင်မှာလူတိုင်းရဲ့ဆန္ဒထောက်ထားမှုဆိုင်ရာအကူအညီတွေပေးဖို့တောင်းဆိုခဲ့တယ်လို့အကူအညီတွေကိုစေအုပ်စုကနေတစင်မပေးဖို့လဲတတိပေးထားပါတယ်။ကြင်ညာကြတဲ့အချိန်မှာစေအုပ်စုဟာအကူအညီတွေကိုပိတ်ဆို့တာလမ်းကြောင်းပြောင်းတာနဲ့သူရဲ့ထိန်ချုပ်မှုကိုခိုင်မာအောင်လုပ်ဖို့အတုံးချတာတွေနဲ့အကူအညီကိုလက်လက်လို့အသုံးပြုခဲ့တဲ့အစဉ်လာရှိရလို့ဖော်ပြထားပါတယ်။ကဘာတုံးမှာရှိတဲ့မြန်မာလူမျိုးတွေကလည်းအဲ့ဒီစိုးရိမ်မှုကိုထပ်တူထောက်ခံပြီး အကူအညီပေးလို့သူတွေကိုမြေပြင်အခြေပြုအဖွဲ့အစည်းတွေကိုလှူဒန်းပေါ်တိုက်တွန်းနေကြပါတယ်။ဒီဆွေးဝင်မှုတွေဟာအရင်ကဖြစ်ခဲ့တဲ့အတွေ့အကြုံတွေပေါ်မှာအခြေခံထားတာပါ။၂008ခုနှစ်နာဂက်ဆန်ကလုံးမုန်တိုင်းကြောင့်မြန်မာနိုင်ငံမှာအ ਨੇ ဆုံးလူပေါင်း၈၄၅၀၀တည်ဆုံးခဲ့ပြီးတဲ့နောက်အဲ့ဒီအချိန်ကစစ်အစိုးရဟာနိုင်ငံရေးအကူအညီတွေကိုလက်မခံခဲ့ပါဘူး။အကူအညီတွေဖြန့်ဝေဖို့လိုအပ်တဲ့တည်ယူပို့ဆောင်ရေးအခြေခံအဆောက်အအုံနဲ့စနစ်လည်းမရှိသလိုနိုင်ငံတကာအတိုင်းအဝန်က နိုင်ငံသားအကူအညီပေးရေးဝန်ထမ်းတွေအတွက်တေယူပို့ဆောင်ရေးလမ်းကြောင်းတစ်ခုဖန်တီးပေးဖို့တောင်းဆိုတာကိုလည်းပေးချခဲ့ပါတယ်။အခုလက်ရှိဆေးဟုတ်စုကလည်း2023ခုနှစ်ကမိုခါဆန်ကလုန်းအပြီးမှာကစေးလုပ်ငန်းတွေကိုပိတ်ဆို့ခဲ့ပြီးအကူအညီပေးရေးဝန်ထမ်းတွေကိုဗီဇာမပေးသလိုအကူအညီပစ္စည်းတွေကိုလည်းအကောက်ခွန်ဌာနမှာကြန့်ကြောင် လုပ်ခဲ့ပါတယ်။ကုလသမဂ္ဂရဲ့အထူးကိုယ်စားလှယ်တွင်အန်ဒရူးကဆေးဟုတ်စုရဲ့အရင်တဘွားဘေးအန္တရာယ်အပေါ်တုံ့ပြန်ခဲ့တဲ့ပုံဟာ အကူအညီကိုလက်နက်လိုတုံးကျင်တဲ့သူရဲ့ဆန္ဒကိုပြသနေပါတယ်လို့ H လူမှုကွန်ရက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။ငလျင်ဘဲအတွက်အရေးပေါ်ကစ်စေးလုပ်ငန်းတွေကိုညှိနှိုင်းဆောင်ရွက်နေတဲ့နိုင်ငံတကာအဖွဲ့အစည်းနဲ့မြေပြင်ကကစ်စေးဝန်ထမ်းတွေကစေအုပ်စုဟာအကူအညီတွေကိုတင်ယူနေရလို့ဆွတ်ဆဲခဲ့တဲ့အကြောင်း The Guardian သတင်းစာကဖော်ပြပါတယ်။ဆရာဝန်တဦးကလည်းစစ်တပ်ဟာစစ်စေးဂိတ်တွေကိုထိန်းချုပ်ထားပြီးဒီမိုကရေစီလိုလားတဲ့အင်အားစုတွေနဲ့ လူမျိုးစုတော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုစေဝါးတွေမရအောင်ပိတ်ဆို့နေရလို့ပြောပါတယ်။ BBC ကစေအုပ်စုဟာတိုင်းပြည်ရဲ့၄ဘုံတဘုံကိုပဲထိန်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့သူတို့မထိန်းချုပ်နိုင်တဲ့ဒေသတွေကိုဝင်ရောက်ဖို့ကိုကန့်သက်ထားပါတယ်။အစ်စ်တဲရုံးဆိုင်ရာနေပြည်တော်မှာ အနာသိန်းစစ်တပ်ကရေယာယီအင်တာရုံနဲ့ဖုံးအားသွင်းစကန်တွေအပါအဝင် အကူအညီတွေအတော်အသင့်ပေးထားပါတယ်။ ဒါပေမဲ့ငလျင်တန်ကိုအပြင်းထန်ခံခဲ့ရတဲ့စစ်တပ်အတိုက်ခံဒေသစကိုင်းတိုင်းလိုလူရဲထုထက်တဲ့မြို့တွေကိုတော့အလေးမထားဘူးလို့ပြောပါရယ်။ ISP မြန်မာရဲ့2024ခုနှစ်အစီရင်ခံစာအရစကိုင်းတိုင်းဟာလေးစင်မိန်တဲ့ရေလိုမျိုးအများပြည်သူဆံရဝန်ဆောင်မှုတွေအ ਨੇ စုံရရှိရတဲ့တိုင်းဒေသကြီးဖြစ်တယ်လို့ဆိုထားပါရယ်။ International Crisis Group ရဲ့မြန်မာနိုင်ငံဆံရအကြီးအကဲအကြံပေး Rachel Hosse ကစစ်တပ်ဟာ သူ့ရဲ့ပြိုင်ဘက်တွေထိန်းချုပ်ထားတဲ့ဒေသတွေကိုအကူအညီတွေပိတ်ဆို့ခဲ့အမှတ်တမ်းရှိပါတယ်။ပိတ်ဆို့မှုတွေကိုအသုံးပြုပြီးသူ့ရဲ့ရန်သူတွေကိုအရင်မြစ်တွေမရရှိအောင်လုပ်ခဲ့ပါတယ်။ဒါကြောင့်အကူအညီပေးတဲ့ပမာဏကိုလည်းဆိုချိုဝါထိခိုက်စင်မှာပါလို့တိုင်းမတ်ကစင်းကိုပြောပါတယ်။ငလင်ကစစ်ပွဲကိုဘလို့တက်ရောက်နိုင်မလဲ။မြန်မာနိုင်ငံသားအတော်များများအတွက်တော့ဒီငလင်ဟာနမိတ်တစ်ခုပါပဲ။ အယူသင်းမုံအတော်လေးများတဲ့ဒီနိုင်ငံမှာနက်ခတ်ဘေဒင်ဆရာတူကအဂျာဂျီးယားသတင်းဌာနကိုပြောကြရမှာဒင်္ဂလင်လောက်တာဟာအနာသိန်းစတဲ့ကြဆုံချိန်မကြတော့ဘူးဆိုတဲ့လက္ခဏာလို့ဆိုပါတယ်တချို့ဝဖန်သူတွေကလည်းဒီဘဲအန်ဒီကကြာရှည်ဖြစ်ပေါ်နေတဲ့ပြည်ပခောက်ကိုအဆုံးသတ်ဖို့အခွင့်အရေးအဖြစ်မြင်ကြပါတယ်2008ခုနှစ်ဆန်ကလုံးမုန်တိုင်းကိုစတဲ့ရဲ့တုံ့ပြန်မှုနှေးကွဲခဲ့ရာကြောင့်အဲ့ဒီအချိန်ကအနာသိန်းစတဲ့အပေါ်ဝေဖန်မှုတွေမြင့်တက်လာပြီး အပြောင်းလဲလုပ်ဖို့ PR တွေများလာခဲ့ပါတယ်။နောက်ဆုံးမှာတော့တက်တန်တိုတောင်းပေမဲ့အရက်သားအစိုးရတရားပေါ်ပေါက်လာခဲ့ပါတယ်။နောက်ဆုံးငလျင်လှုပ်ပြီးနောက်မှာတိုက်ပွဲတွေရတန်မိုးတောင်းဆုံမှုတွေလည်းကြေကြေလောင်လောင် ထွက်လာပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG က match လ30ရက်နေ့ကစပြီးအရေးပေါ်ကစ်စေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အတွက်နှစ်ပတ်ကြာပြည့်ခတ်ရက်စေဖို့ထုတ်ပြန်ခဲ့ပြီးခုခံစစ်ကလွယ်လို့ထိုးစစ်တွေကိုရက်ဆိုင်မယ်လို့ကတိပြုခဲ့ပါတယ်။ မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDA တအောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် TNL နဲ့အာခတ်တက်တော် A တို့ပါဝင်တဲ့ညီနောင်မဟာမိတ်သုံးဘွဲ့ကလည်းတလားကြာပြစ်ခတ်ရက်စဲတဲ့အကြောင်းကြေညာခဲ့ပါတယ်။ဒါပေမဲ့ရက်ပေါင်းများစွာကြာတဲ့အထိအဲ့ဒီအပြစ်ခတ်ရက်စဲရဟာတစ်ဖက်သက်ပဲဖြစ်နေခဲ့ပါတယ်။စစ်ကောင်ဆောင်မင်းအောင်လန်ကလူမျိုးစုလက်နက်ကိုင်တော်လှန်တပ်ဖွဲ့တွေရဲ့လေ့ကျင့်မှုတွေကိုတိုက်ခိုက်မှုတွေအဖြစ်ဆက်လက်သတ်မှတ်တယ်လို့ပြောပြီးအဆိုပြုချက်ကိုပေးချခဲ့ပါတယ်။ အန်ယူဂျီကမက်လ31ရက်နေ့မှာစစ်တပ်ဟာစကိုင်းတိုင်းအပြင်ဂရင်းနေမန္တလေးနဲ့နေပြည်တော်မှာလေကြောင်းနဲ့တိုက်ခိုက်မှုနဲ့ဆက်လက်လှုပ်ဆောင်နေရလို့ဆိုပါရယ်။အဲ့ဒီဒေသတွေမှာငလင်းကြောင်းပြက်စီဆုံးရှုံးမှုတွေအများအပြားရှိနေပြီးသားပါ။ TNL ကဧပြီလ10ရက်နေ့မှာမန္တလေးကိုအကူအညီပြက်စီရဲတည်ဆောင်လာတဲ့တရုတ်ကျက်ရှင်တွေအဖွဲ့ရဲ့ရင်းနှန်းကိုစစ်တပ်ကတိုက်ခိုက်ခဲ့ရလို့ဆွတ်ဆွေခဲ့ပါရယ်။ ဒီရင်နှန်းဟာသူ့ရဲ့ခီးစဉ်ကိုစစ်တပ်ကိုအတိပေးပေးသားလို့ပြောပေမဲ့စစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့နိုင်ငံပိုင် MRTP မှာဒီကိစ္စကိုညှင်းဆို့ခဲ့ပါတယ်။နေပြည်တော်ဟာငလင်ကြောင့်ပျက်စီးမှုတွေရှိနိုင်ပေမဲ့နိုင်ငံတကာမဟာဗျူဟာလေးလာရေးဌာနကအချစ်တောင်အာရှလုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာသူတွေတီမော်ဂန်မိုက်ကယ်ကဧပြီလ10ရက်နေ့မှာတိုင်းမဂ္ဂဇင်းကိုပြောကြားရမှာအဲ့ဒီပျက်စီးမှုတွေဟာစစ်စင်ရေးတွေကိုနှောက်ချက်ပြီးတိုက်ခတ်မှုတွေကိုရပ်တန့်ဖို့လုံလောက်တဲ့အထင် မပြင်းထန်ပါဘူးလို့ဆိုပါတယ် လေရင်ပြင်းလန့်ကအသုံးပြုလို့ရနိုင်ဆဲဖြစ်ပြီးဂျိုရူကရိုက်ထားတဲ့ဓာတ်ပုံတွေကလေရင်တင်တဲ့အဆောက်အုံတွေလည်းမပြိုလဲပါဘူးလေချောင်းတိုက်ခတ်မှုတွေဆက်လက်ဖြစ်ပေါ်နေရလို့ပြောပါရယ်ဧပြီလ2ရက်နေ့ပါတော့အနာတိုင်းစစ်တပ်ဟာနောက်ဆုံးမှလိုက်ရောခဲ့ပြီးငလင်အပြီးကစင်းနဲ့ပြန်လည်ထူထောင်ရင်းလုပ်ငန်းတွေကိုအချိန်မြင့်တင်မှုနဲ့ညီညွတ်ရင်းနဲ့တင်ရင်အေဂျင့်မှုကိုထိန်းသိမ်းဖို့အတွက်ဧပြီလ22ရက်နေ့အထိအပြစ်ခက်ရက်စင်မယ်လို့ကြေညာခဲ့ပါရယ်ဒါပေမဲ့သူ့ရဲ့ပြိုင်ဘက်တွေကိုဘလို့တိုက်ခိုက်မှုဖြတ်စင်မှုဒါမှမဟုတ် ငင်းငင်းကိုထိခိုက်စင်မှန်းစုဝဲမှုစီယုံမှုနဲ့နေမည်ရှစ်ထုံမှုတွေကိုဘေးရှိန်မဆိုတုံ့ပြန်သွားမယ်လို့သတိပေးခဲ့ပါတယ်မြမရဲ့တက်ကြွလှုပ်ရှားသူမောင်စာနေကမြမပြည်သူရဲ့အပေါ်အခုမှပေါ်ပေါက်လာတဲ့နိုင်ငံတကာရဲ့စေတနာကိုနိုင်ငံရဲ့အရာရောရုပ်ဝတ္ထုအရာရောအမြဲထုတ်ဖို့ကြိုးစားပြီးကျောင်းတွင်နဲ့ဘာသာရေးဆိုင်ရာနေရာတွေအပါအဝင်မြို့တွေကျွာတွေနဲ့တော်လင်းအဖွဲ့တွေရဲ့တက်စကန်တွေကိုဘုံကျဲနေတာဟာစစ်ဘုံချုပ်တွေရဲ့ယူသက်မှုပဲလို့တိုင်းမဂ္ဂဇင်းကိုပြောပါတယ်စစ်ကောင်စီကသူ့ရဲ့အာဏာကိုဆက်လက်ထိန်းသိမ်းဖို့တရားခိုင်နှုန်းအာရုံစိုက်နေပါတယ် စစ်စင်ရေးတွေကိုတာဝန်ခံတွေကသူတို့ရဲ့စစ်ပွဲတွေကိုဆက်လက်ဆင်နွှဲဖို့ဆုံးဖြတ်ထားပုံရတယ်လို့ကိုစာနီမောင်ကဆိုထားပါတယ်။ကျွန်တော်တင်ပြနေတဲ့နိုင်ငံတကာသတင်းမီဒီယာထဲအမြန်မာဆိုတဲ့အစီအစဉ်ဟာနိုင်ငံတကာမှာကျွမ်းကျင်သူတွေကတုံ့တက်တင်ပြထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။